ရှိစုရဲ့အဖေနဲ့အမေကမတော်ဆမှုတစ်ခုကြောင့်ဆုံးပါသွားကြပါရင်။ဦးလေးဖြစ်သူတိုးအောင်ကသူ့မိသားစုနဲ့အတူနေဖို့အတွက်ချစ်စုကိုသူစားနဲ့ခေါ်လာခိုင်းပါရင်။တိုးအောင်မလီလီနဲ့တိုနီဆိုတဲ့သားသမီးတွေရှိပါရင်။လီလီနဲ့တိုနီကချစ်စုကိုနှွေထွေးဆောင်နေကြိုးစုကြပါရင်။စေတီကနေတဲ့ချစ်စုကတော့ဘသူ့ကိုမှစကားမပြောဘဲဖြစ်နေပါရင်။စကားမပြောတဲ့ချစ်စုကိုတိုးအောင်နဲ့သူစားကစိုးရင်ပြီးတော့စိတ်မကောင်းဖြစ်ကြပါရင်။ချစ်စုကိုလီလီနဲ့တခန်းထဲမှာထားကြပါရင်။မိသားစုညသာစားတော့လည်းချစ်စုကမစားဘဲနဲ့အိမ်နေပါရင်။မနေ့ပိုင်းမှာလီလီနဲ့တိုနီကကြောင်းသွားကြပါရင်။ချစ်စုကအနားမှာရှိတဲ့တောအုပ်စီကိုစိတ်ပြေလည်ပြောင်းလဲလျှောက်ထွက်ပါရင်။တွားရင်နဲ့မှအဖြူအမွေး မြင်တချို့တွေတော့တင်ထားလိုက်ပါတယ်တိုးအောင်ကတူမဖြစ်သူကိုစကားတွေပြောရင်းနဲ့နှစ်သိမ့်ပေးရှာပါတယ်ချစ်စုကတော့ထုံးစံတိုင်းဘာမှပြတ်မပြောရင်းနဲ့ဦးလေးဖြစ်သူပြောတာဟုသာနားထောင်နေပါတယ်ပြီးတော့ပစ္စည်းပြည့်စုံနဲ့တိုးဘက်ကိုထွက်သွားတယ်မှန်မြောင်းတလက်နဲ့ဇုံတစ်ခုကိုလိုက်ရှာနေပါတော့တယ်တနည်းအားရောက်မှာတော့ယူနီကွန်းဖြူလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်အိမ်ပြန်ရောက်တော့ညစာထမင်းဝိုင်းမှာချစ်စုကဝင်စားပါတယ်အားလုံးလည်းပျော်ရွှင်စွာစားတော့ကြပါတယ် ချစ်စုကသူတွေ့ခဲ့တဲ့ကိုမြင့်မြူလေးရဲ့ပုံကိုဆွဲနေခဲ့ပါရီချစ်စုကအရင်လိုမဟုတ်တော့ဘဲနဲ့အပြုံးရီရှိလာတာကြောင့်တိုးအောင်တဲ့သူစားကဝမ်းသာနေကြပါရီချစ်စုကထုံးစံတိုင်းမှာတောဥဖက်စီကိုလမ်းလျှောက်သွားပါရီကိုမြင့်မြူလေးကိုထတ်တီးလိုက်ရပါရီချစ်စုကကိုမြင့်မြူစားဖို့သူယူလာတဲ့ပန်းဒီကိုကျွေးလိုက်ပါရီချစ်စုကကိုမြင့်မြူလေးနဲ့ခင်သွားပါရီကိုမြင့်မြူဘေးမှာထိုင်ပြီးတော့ပုံလူဆွဲနေပါရီချစ်စုကကိုမြင့်မြူစီသွားတဲ့လမ်းကိုအမှတ်အသားလုပ်ခဲ့ပါရီမိသားစုနဲ့တူညစာကိုပြပြပါပါစားကြပါရီနောက်ရက်ဒီမှာချစ်စုကကိုမြင့်မြူစီကိုသူလုပ်ခဲ့တဲ့အမှတ်အသားတွေတိုင်းပြေးသွားပါရီအနားမှာကိုမြင့်မြူကရှိမနေတာကြောင့်လိုက်ရှာပါရီရှာနေ ုံးမှာကွန်မြင်းဖြူလေးကချစ်စုစီကိုရောက်လာပါတယ်ချစ်စုကယူနီကွန်းကိုပစ်ဖက်လိုက်ပါတယ်ဒီကနေ့ကလီလီရဲ့အကြောင်းပရဲ့ဖြစ်တဲ့အပြင်မိသားစုစုံစုံလင်လင်ရှိတာကြောင့်ချစ်စုကတောအုပ်စီသွားဖို့အခက်တွေ့နေပါတယ်ချစ်စုကဘယ်သူမှမသိခင်မှာအပြင်ထွက်ခဲ့ပါတယ်ချစ်စုအပြင်ထွက်တာကိုလီလီကအမှတ်မထင်တွေ့လိုက်ပါတယ်ချစ်စုကကွန်မြင်းဖြူနဲ့တွေ့နေတဲ့အချိန်မှာလီလီကနောက်ကနေလိုက်လာပါတယ်လီလီကကွန်မြင်းဖြူကိုတွေ့တော့ပျော်ပြီးတော့អော်ပါတယ်ချစ်စုကမအော်ဘူးလီလီကိုအမှုရလုပ်ပြပါတယ်ချစ်စုကကွန်မြင်းဖြူနဲ့ပတ်သက်ပြီးတော့မေးပါတော့တယ်အိမ်ပြန်ရောက်ချိန်မှာတော့ချစ်စုနဲ့လီလီကပြန်လာကြပါတယ်ချစ်စုကဘယ်သူမှမပြောဘူးလီလီကိုအမှုရနဲ့ပြလိုက်ပါတယ်မနေ့ကစားနေရင်လီ ီလီကချစ်စုနဲ့တီတိုပြောနေကြပါတယ်။လီလီကတောအုပ်မှာချစ်စုနဲ့တူနှစ်ယောက်တည်းပြောဝဲစားထွက်မယ်လို့ပြောပြပါတယ်။တယောက်တည်းကြံခဲ့တဲ့တိုနီကလည်းချစ်စုရဲ့နောက်ကိုတိတိလေးလိုက်သွားပါတယ်။တိုနီကလီလီရဲ့ကွန်မြူမြူအကြောင်းကိုချစ်စုကိုမေးနေတာကိုကြားသွားပါတယ်။လီလီကသူ့နောက်ကိုလိုက်လာတဲ့တိုနီကိုအော်ပါတယ်။တိုနီကယူနီကွန်စစ်တကယ်ရှိတယ်ဆိုတာမယုံနဲ့ကောင်းလေးပေါ့။စကားပြောနေကြတော့မှကွန်မြူမြူအားထက်လာတာကြောင့်ယုံသွားပါတယ်။ပြောဝဲစားထွက်တိုင်းသူ့ကိုလိုက်ခင်ပေးဖို့တိုနီကတောင်းဆိုပါတယ်။သူ့ရောက်တာကွန်မြူမြူနာမှာပြောပါကြပါတယ်။အိမ်ပြန်ငယ်မှာကွန်မြူမြူကိုတာနှုတ်ဆက်ပါတယ်။နောက်နေ့မနေ့မှာတော့စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ဦးဖြူကတောအုပ်ကိုဝယ်ခဲ့ပါတယ်။တောအုပ်ထဲကအပ င်တွေကိုလည်းဖျက်ပြကြပါရီချစ်စုကတောဟုတ်ကိုမဖျက်ပြဖို့စကားလာပြောခဲ့ပါရီဥဖြူကသူတို့ကိုမနှောက်ယှက်ဖို့တတိပေးပါရီမောင်နှမ၃ယောက်လုံးကတောဟုတ်ကိုမဖျက်ပြဖို့တောင်းဆိုကြပါရီတောအောင်နဲ့သူစာကပါကလေးတီရဲ့ဆန္ဒအတိုင်းမဖျက်ပြဖို့ဝင်ပြောပါရီဥဖြူကလည်းတောဟုတ်ကိုမဖျက်စေခြင်းသူစီကနေပြန်ဝယ်ခိုင်းပါရီပြန်ဝယ်ဖို့ကိုလည်းအချိန်က၃ရက်ပြင်၂၀ခိုင်နှုန်းအတူပါပေးရမှာဖြစ်ပြန်ပါရီ၃ရက်တွင်ပိုက်ဆံမပေးနိုင်ခင်တော့တောဟုတ်ကိုမြေလန်းပြစ်မယ်လို့ချိန်ချောက်လိုက်ပါရီတောဟုတ်ကြောင့်စကားပြန်ပြောလာတဲ့ဒူမဖြစ်သူကြောင့်တောအောင်ကသဘောတူလိုက်ပါရီအိမ်ထဲရောက်တော့တောအောင်နဲ့သူစာကဘယ်လိုလုပ်ကြမလဲဆိုတာအတိုင်းမြင်ကြပါရီတောဟုတ်ကိုကဲဖို့အတွက်ရမ ောင်းငွေပွဲလုပ်ဖို့တူနီကအကြံပေးလိုက်ပါရီအကြံကောင်းဖြစ်တာကြောင့်အားလုံးကပါဝင်မှုပျော်ရွှင်နေကြပါရီတောအုပ်ကိုကြေရတဲ့အကြောင်းရင်းကိုနိုင်ငံတကာကသူအင်တာဗျူးကြပါရီချစ်စုကတောအုပ်နဲ့ပတ်သက်လို့သူခံစားနေရတာတွေကိုပြောပြပါရီတောအုပ်ကိုကြေတင်မှုအားလုံးကြိုးစားကြပါရီတူနီတို့ကြောင်းစီယာမားကလည်းချစ်စုအတွက်ကုန်ယူကြောင်းလာပြောပါရီတောအုပ်ကိုကြေတင်မှုရန်မုံငွေအလုံးလောက်ရသွားခဲ့ပါရီရန်မုံငွေပွဲကိုဥဖြူကရောက်လာခဲ့ပြီးတော့တောအုပ်ကိုပြန်မရောမှုလို့ပြောပါရီဂရီမတီတဲ့ဥဖြူကိုအားလုံးကဝိုင်းအော်ကြပါရီအဆုံးမှာတော့တောအုပ်ပန်ရှင်စေးရောက်လာပြီးတော့ဥဖြူနဲ့လက်မှတ်ထိုးထားတာကိုဖျက်သိမ်းလိုက်ပါရီချစ်စုရဲ့တောအုပ်ကိုတရားဝင်တောအုပ်တဘာဝစကံ ဖြစ်ဖွင့်လှစ်ပြီးတော့ဇလန်လိကပြေဆုံးသွားခဲ့ပါရီဖနက်နဲ့ရေဝုံးမပါနေကာမတိဆိုလိုပဲတိပိနေမရှိတဲ့အခါရာတီဦးတို့ဖောက်ပြန်မှုတွေပုံများလာတယ်ဆိုတော့ပြည်သက်ကြီးတို့ဒီကြမှာပါအားလုံးပဲတဘာဝတစ်တော်ရင်နဲ့ဒေါရင်းလိပ်ဆန်တွေကိုတံမိုးထားကြပါအစုံနှစ်ကြည့်ပေးလို့ဂျေဇူးတင်ပါရီ